တို့ညာ YouTube Channel ကိုဝิญญาณအားပေးနာဆင်နေကြသူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်တာလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာအောင်လင်းဤဗေဒာနှင့်မောက်မမငိမ့်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းစနစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ငင်းသည်နေမြင့်မှအိယာက ထား၍ရတော့သည်မှန်ရှိတွင်ကိုမျက်နာကိုပြန်၍ကြည့်လိုက်ပြန်တော်လဲမျက်ခွင်ကလေးများကမိုး၍နီရဲနေသည်ငင်းသည်နီရဲနေသောမျက်ခွင်ကလေးများပေါ်တွင် ပေါန္ဒာများဖုတ်လိုက်သည် မျက်လုံးများကကြည့်ရသည်မှာဝေးနေသည်ခေါင်းထဲကလည်းနောက်နေသည်ညကဗေဒါရောက်လာတော့ငင်းသည်အိပ်ပျော်စရှိသေးသည်ဗေဒါပြန်သွားတော်လဲဒေါက်တာနှင့်အိပ်၍မရမိုးစင်စင်လင်းမှအိပ်ပျော်သွားသည် အိပ်ပြောသည်ဆိုတော့လဲခဏမျှသာဖြစ်သည်ချက်ချင်းပြန်လန့်လို့သည်အိရာတဲ့တွင်အတော်ကြာအောင်ခွေ၍နေမိသည်တခုတော့ဆုံးဖြတ်မှဖြစ်မည်ဟု သူစိတ်ကိုယ်သူ လုံဆော်နေမိသည် ခုတိုင်းဆက်သွားရေကမဖြစ်တော့သည်ကိုငိန်ကိုယ်တိုင်းနားလည်ပြီးဖြစ်သည်ထို့ကြောင့်လဲငိန်သည်အိရာတဲ့တွင် ခွေနေရင်ဘာလို့ရမည်ကိုကောင်းဘူးအောင်စဉ်းစားမိသည်တော်တော်နှင့်အဖြေကထွက်မလားမျက်ရည်များသာတလိမ့်လိမ့်စီးကြလာသည် နောက်ဆုံးတော့မတတ်နိုင်တော့ချေသူစိတ်ကိုသူတင်း၍တခုခုလှုပ်ရမ်းဆွဲ့ဆုံးဖြတ်လိုက်သည်ထို့သောဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက်ငြိမ်သည်အိယာမထား၍အပြင်ထွက်ရန်အဝတ်စားများကိုလဲလိုက်သည်အပြင်ဘက်တွင်ဒရိုက်ဘာမောင်တန်းကအစင်းသင်းရောက်နေသည်ငြိမ်သည်ဧကန်းသို့ထွက်ခဲ့သည်မောင်တန်းဒီနေ့အလုဆင်းသလားမောင်တန်းဒီကော်ဖီတောင်းနေရမှထားလိုက်ရင်ငိမ့်ကိုတရော်တသေးပြန်၍ပြောလိုက်သည်မဟုတ်ဘူးမမလေးဆရာမထားလို့ကဲရှင် ဒါဖြင့်တော်ပင်ကျမကိုခဏလောက်လိုက်ပူစမ်းပါအားရမဟုတ်လားအားပါလေခမရညင်းဒီနောက်ဖေးကန်းဝင်၍သူ့မေမေတန်းခွန်တောင်းလိုက်သည်မိမိကုကုကိုနှုတ်ပြောလိုက်ပါတမိကခဏယူသွားတယ်ချက်ချင်းပြန်လာမှာပါအေးအေးတမိကဘယ်သွားမလို့လဲညင်းမေမေကစဆုတလို့မေးလိုက်ရမှညင်းဤအဖြေစကားကိုကြားလိုက်ရတော့ကမျက်လုံးများပြွ့၍သွားလေသည်သမီးဥတည်အောင်နဲ့တွေ့စရာကိစ္စရှိလို့ငင်းကပြောပြောဆိုဆိုထွက်သွားတော့သည် တော်မြစင်သည်ငိမ့်ကိုအံဩနေသည်ခုတလောငိမ့်အပြုတ်အမှုအပြောစုံများကိုနားမလည်နိုင်အောင်ရှိတော့သည်သို့ပေမဲ့ငိမ့်ကိုထပ်၍မမေးမိလိုက်ချေဥတည်အောင်ထန်းစောစောစီစီဘာစိတ်ကူရ၍သွားစီကိုစဉ်းစား၍မရရန်ဖြစ်စရာအကြောင်းတော့မရှိဟုလဲငိမ့်မေမေကတွေးမိသည်ငိမ့်ဤမျက်နာကအေးအေးဆေးဆေးရှင်ရှင်ပြပြပင်ဖြစ်သည်မဟုတ်လောသူတို့ကိစ္စသူတို့ချင်းဆွေးနွေးရန်သာသွားခြင်းဖြစ်ပေမည်ငိမ့်မေမေသည် ကားထွက်သွားသည်အထိအပဝါမငေး၍ကြည်နေမိသည် ကထွက်သွားမှခေါင်းကိုတစ်ချက်မြညင်ရင်မတိမတာပြုံးလိုက်မိသည်။အော်ငါသမီးလေးဘာများဖြစ်နေပါလဲ။ငိမ့်မေမေကတယောက်တည်းညှိလိုက်မိသည်။အမှန်တော့ငိမ့်ပါဖြစ်နေသည်ကိုငိမ့်ကိုယ်တိုင်ကလွဲ၍ဘယ်သူမျှတိမီမဟုတ်ပေ။ငိမ့်နေနေကမာဒီဖြစ်စေမန်ဒီဖြစ်စေဆုံးဖြတ်ချက်တစ်ခုကိုချလိုက်နိုင်သည့်အတွက်ပေါ်သွားသည်။လူဆိုတာလမ်းဆောင်ရောက်ရင်ခဏတော့ရရစမြဲပင်မဟုတ်လား။ ပြီးတော့လဲဘုံသေးခရီးလမ်းစဉ်မရှိရင်ဘယ်လမ်းလိုက်ရမည်ကိုလမ်းစုံကို ရောက်တိုင်းစဉ်းစားရမည်မဟုတ်လားအခုလဲငိမ့်ဘဝခရီးအတွက်လမ်းစုံတစ်ခုတော့ရောက်၍လာလိမ့်ပြီထို့ကြောင့်လဲရက်၍စဉ်းစားနေခဲ့ရသည်ကြာကြာလဲစဉ်းစားနေ၍မရဘဝရဲ့အချိန်ကာလဆိုတာတကယ်တော့သိကြလာသည် မထင်ရချေတခါတရံလွန်ခဲ့သော၄-၅နှစ်ကအဖြစ်ပြက်များပင် မနစ်တနေ့ကဖြစ်ပြက်သလိုထင်ရသည်ဤမြလာလဲမြန်ဆန်သည် ဘဝဤဖြစ်ပျက်လှုပ်ရှားပုံများကမြန်ဆန်လွန်းအားကြည့်တော်လဲအချိန်ကာလဆိုသည်မှာဒိုတောင်းသည်ဟုထင်လာရသည်ဤသို့ဒိုတောင်းသောဘဝအချိန်ကာလကိုအကြာကြီးရပ်၍ဖြုံးတီးပြရန်မသင့်ပေညင်သည်သူ့ဘဝဤခရီးလမ်းဆုံးလမ်းကွာတွင်ဘယ်လမ်းသို့လက်ရမှမသိပဲဝေဝေနေခဲ့သည်မဆုံးဖြတ်နိုင်တော်လဲအကြာကြီးရပ်၍စဉ်းစားနေရသည်ယက်မလလမနှစ်ပင်ကုလာပြီမဟုတ်လောခုတော်လဲတခုခုဆုံးဖြတ်လိုက်ရတော်သည် အမှန်တော့ လူဘဝခရီးလမ်းကိုရှောက်ရသည်မှာမလွယ်လှစေလမ်းမလင်းပြန်လျှောက်တိုင်းတင့်သည်မဟုတ်သို့သောမမီကိုကြောက်ရွံ့မလျှောက်ဘဲရက်နေရန်လည်းမသင်ဒီတော့လဲရက်နေသည့်အဖြစ်မရောက်အောင်လမ်းမကိုလည်းမရောက်မိအောင်ချင်းချင်းစဉ်းစား၍သွားရပေလိမ့်မည်ဒီအထက်ကမှအမှန်နှင့်ကြုံလာလျင်တော့ကန္တာလင်းအပြစ်ချရတော့မည်ငိမ့်လိုမင်္ဂလတရားအတွက်ကရွရာကိုယ်ွယ်ကဲ့သို့ဘာသာတရားဤစုံမမှုအောက်မှမွေးဖွားလာရသည်ဖြစ်သည့်အတိုင်း ကိုယ်တိုင်မဖြစ်လို့သောဘဝနှင့်ကြုံလာရင်ကံကိုယ်သာအပြစ်ပို့ချစေရာရှိတော့သည်ကံဆိုသည်မှာကိုယ်ကအစိုးရနိုင်သည်မဟုတ်သူပြုသည်မြနှုရ၍သူစီမံရာသာခံရသည်မဟုတ်လောညီသည်ကာနောက်ခုံတွင်မိ၍ထိုင်နေရင်အတွေ့ပင်လေကြောတွင်မျော၍နေတော့သည် ကာသည်အင်းအလန်တိုင်းဆက်မောင်းလာသည်ကိုတရိယမှအရက်ခိုင်းလိုက်သည်အဆောင်ကမသွားဘူးကိုတန်းရင်ရန်ကင်းသွားမလို့ရန်ကင်းကဥတျောင်းတို့အင်းတိတယ်မဟုတ်လား ဟုတ်ကဲ့သိတယ်မမဥတည်အောင်အင်ကိုမောင်းပါမောင်းတန်းလေးပြန်၍မမေ့ရတော့လဲစိတ်ထဲမှအံ့ဩနေပြီညင်ကိုကားဖြင့်အချင်းချင်းလိုက်ပို့ဖို့သည်အမျိုးသမီးအဆောင်စကောစေးရုပ်ရှင်ယုံနှင့်မိန်းကလေးတငယ်ချင်းများအိမ်စသည့်နေရာများသာပို့ရဖို့သည်ယောက်ျားကလေးတယောက်ယောက်ဤအိမ်တို့တကြိမ်များမပို့ခဲ့ရဘူးချေဥတည်အောင်အိမ်တို့လည်းတခါများမပို့ခဲ့ရဘူးချေခုလိုညင်ကဥတည်အောင်အိမ်ကိုအပို့ခိုင်းသောအခါမောင်းတန်းစိတ်ထဲတွင်နည်းနည်းတော့ဆန်း၍နေသည် သို့သောငိမ့်သွားလျာပူပေးရမည်မှာမောင်တန်းဤဒါဝင်ဖြစ်သည်မဟုတ်လားကားကလေးသည်ဥဒင်အောင်အိမ်စီသို့တရိပ်ရိပ်ပြေးနေတော့သည်အမှန်တော့ငိမ့်ကိုယ်တိုင်ဥဒင်အောင်နေသော နေရာကိုသိသည်မဟုတ်ရန်ကင်းမှ နေသည်ဟုသာပြောသံကြဖို့သည်တိုက်နံပတ်အခန်းနံပတ်ကိုတည်တည်ချာချာမမှတ်မိတိုက်ပူကလေးရှိတွင် ကားကို ထိုး၍ရက်လိုက်မှဥဒင်အောင်အိမ်ရောက်မှန်းသိရတော့သည်ကုတန်းကြီးဥဒင်အောင်ရှိတာမေးကြည့်ပါ ရှိရင်ငိမ့်ကတွေ့ကျင်လို့ဆိုတာပြောပြပါနော် ဟုတ်ကဲ့မမမောင်တန်းထွက်သွားမှပင်ညင်သည်ကာနောက်ခုံကိုမိနေရမခေါင်းထောင်၍ကြည့်လိုက်သည်အိမ်တုံးကတော့ကိုကိုကိုပြတ်သားလာပြီဟုထင်မိတော်လဲတကယ်ရင်ဆိုင်ရကနီးမှသွေးလန့်နေသည်ရင်ခုံလာနေတော့သည်ခဏကြာတိုက်ခန်းတွင်မှမောင်တန်းပြန်၍ထွက်လာသည်မောင်တန်းနောက်မှဥတင်အောင်သည်ညင်အနာသို့လာ၍ရက်လိုက်ပြီးအံ့ဩဝမ်းသာသည့်အမူအရာဖြင့်ညင်ကိုပြုံး၍နှုတ်ဆက်လိုက်သည်ညင်ရဲ့ဘာလို့များကိုယ်တိုင်လိုက်လာလဲကိစ္စရှိရင် မောင်နှမ်းကိုလွှတ်ပြီးအခေါ်ခိုင်းလိုက်ရော့ပေါ့အလကဒုက္ခခံပြီးလိုက်လာတယ်ညင်းသည်မပွန့်တဝင်းပြုံးလိုက်သည်ညုံရမည့်ဝတ္တရားမောသာပြုံးလိုက်ရတော့လဲအားကမရှိစိတ်ကလည်းမရှင်လန်းတော့ညင်းဤအပြုံးဘက်မှနွမ်းလာသည်ဤဆောင်မရှိပါဘူးဥတင်အောင်ကျမဒီမှာပဲဥတင်အောင်နဲ့လွတ်လွတ်လပ်လပ်စကားပြောစရာရှိလို့တမင်လာတာဥတင်အောင်သည်ညင်းကိုတအံတော့ကြည်နေမိသည်စိတ်ထဲမှဝမ်းသာတော့လဲဝမ်းသာသည့်အမိုးရာကိုမပြနိုင်အံဩသည့်စိတ်ကပို၍လွှမ်းမိုးနေသည် အတန်ကြာမှဥဒင်အောင်ဤမျက်နာသည်တဖြည်းဖြည်းပြုံး၍လာသည်။ကဲငိမ့်စင်လေဥဒင်အောင်ကပြောပြောဆိုဆိုတကားကိုဖွင့်ပေးလိုက်သည်။ငိမ့်ကကားပေါ်မှအသာဆင်း၍ဥဒင်အောင်နောက်သို့လိုက်ခဲ့သည်။ရောက်ရင်းစကားကိုဘယ်ကစား၍ပြောရမည်ကိုစဉ်းစားရင်းဧကန်းသို့ရောက်လာသည်။ဥဒင်အောင်ကငိမ့်ထိုင်ရန်ကလထိုင်ဆွဲ၍ပေးသည်။ငိမ့်ကဥဒင်အောင်ယူပေးသည့်ကလထိုင်တွင်ဝင်၍ထိုင်လိုက်သည်။ကဲဘာစားမလဲ။ဝင်းကားစားရင်အဝဲခိုင်းမယ်လေ။တော်ပြီဥဒင်အောင် တခြားဘာမှမလုပ်ပါနဲ့ညီမစားပါဘူးအပြန်မထင်းင်းစားမယ်ဦးမြကြီးရေကော်ဖီကြကြနှစ်ခွက်လောက်ဖြောခဲ့ပါဗျို့မုံလည်းယူခဲ့ပါဦးတင်အောင်ဒီအေကမ်းမလှမ်းပြောသည်နဲ့အမရနိုင်ပဲနောက်ဖေးကန်တဲ့သို့ဝင်သွားပြန်သည်နောက်ဖေးကန်တွင် ကိုယ်တိုင်ဝင်၍ငင်းအတွက်စားစရာတောက်စရာများကိုစီမံနေတော့သည်ငင်းကဦးတင်အောင်ဤအေကမ်းတွင်အကဲခတ်သလိုကြည့်နေမိသည်အေကမ်းတွင်ခင်ယူမဲမေတ္တဇင်ကြည်ကြည်ထေးစသည့် စီကရက်ရုပ်ပုံပြကရင် များစီ၍ချိန်ထားသည်ပြီးတော့လဲခေါင်းရင်းပြရင်ပေါအထက်တွင်ဥတင်အောင်ဤဆန္ဒလမရောင်စုံဓာတ်ပုံကြီးတစ်ခုကိုလည်းတွေ့ရသည်ဥတင်အောင်ဤအေကမှခံခံနာနာကြီးမဟုတ်တော့လဲကြည်ပြောရှိပြောတော့ရှိသည်မိန်ကလေးမရှိတော့အိမ်တအိမ်တွင်ဤများတော့တတရရရှိသည်ပင်လျင်တော်သေးသည်ဟုချီးကျူးရပေမည်ခဏကြာရင်ဥတင်အောင်ပြန်၍ထွက်လာသည်ဥတင်အောင်သည်ငြိမ်ပြောမည့်စကားကိုကြားလို့လာတော့လဲစ၍မမေးရဲ့ ဇီဂရက်ကိုယူ၍မိညင်ရင်ငိမ့်အရေးအခြေကိုသာကြည့်နေမိသည်ဒါကိုလည်းငိမ့်ကရိပ်မိသည်သို့သောစကားစကားရုတ်တရက်ရှာ၍မရသေးသည်ဖြင့်စဉ်းစားနေရသေးသည်ကျမတို့ကိစ္စနဲ့ပတ်သက်ပြီးဥတင်အောင်မိမိတို့ကိုကိုတို့ကိုဖွင့်ပြထားတယ်ဆိုတာကျမကတလောကမှာသိတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းရှင်းပြရသေးကြည်ကြီးနဲ့ကိုပါကြီးကိုကျွန်တော်ဝင်ပြောတဲ့သဘောကကျွန်တော်ဟာညင်းတို့အိမ်မှာဆွေမျိုးသားချင်းလိုလူရင်းတယောက်လိုဝင်ထွက်နေတယ် ီကြီးတို့ကိုဘကြီးတို့ကလည်းကျွန်တော်ကိုချစ်ခင်တယ်ယုံကြည်တယ်ဒီကြားထဲကကျွန်တော်ကငင်းကိုအခုလိုသဘောထားမိတယ်ကျွန်တော်သဘောထားကိုလည်းဖွင့်ပြောမိတယ်ဒီတော့ဒီကိစ္စကိုကျွန်တော်ဟာជីကြီးတို့ကိုဘကြီးတို့အတိမပေးရင်ဝတရားများပြစ်မလားလို့စိုးရင်မိတယ်လေမိတ်ဆွေရောင်ဆောင်ပြီးညင်အပေါ်မှာဖောက်ပြန်နေတဲ့သဘောမျိုးလည်းမရောက်စေချင်ဘူးဒါကြောင့်ကျွန်တော်စိတ်သဘောကတော့ဒီလိုရှိပါတယ်ဆိုတာကြိုတင် ဖွင့်ပြောထားလိုက်တယ် ငင်းကိုကြော်လွန်ပြီးလူကြီးတွေရဲ့ဆန္ဒနဲ့စီစဉ်လိုတဲ့သဘောလုံးလုံးကျွန်တော်မှမရှိပါဘူး။ဒါကိုတော့အထင်မလွဲစေချင်ဘူး။ဦးတင်အောင်ကငင်းအထင်လွဲမြီကိုကြောက်သောစိတ်ဖြင့်ကြွ၍ရှင်းပြလိုက်သည်။ငင်းကဦးတင်အောင်၏အဖြစ်ကိုကြည့်၍ပြုံးမိသည်။ကိုကူကအလုံးရှင်းပြပြီးပါပြီ။ငင်းအခုလာတာဦးတင်အောင်စီကအကူအညီတစ်ခုလောက်တောင်းညင်လို့လာခဲ့တာပဲ။အမှန်တော့ငင်းကတညာလုံးစဉ်းစားပါသေးတယ်။ဦးတင်အောင်စီကဒီလိုကူညီမျိုးတောင်းတင်မတောင်းတင်ဆိုတာငင်းအများကြီးစဉ်းစားပါတယ်။ ဒါပေမဲ့နောက်ဆုံးတော့ဒီအကူအညီကိုဥတည်အောင်စီကမှမတောင်းရင်ညိမ့်မှာတောင်းစရာတခြားမရှိတော့ဘူးလေ။ဒါကြောင့်နောက်ဆုံးဥတည်အောင်ကပဲဖွင့်ပြပြီးအကူအညီတောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်။အမလေးညိမ့်ရဲ့ကျွန်တော်တက်နိုင်တဲ့အကူအညီဆိုရင်ဘာပဲဖြစ်ဖြစ်ပေးမှာပေါ့။ကျွန်တော်အတွက်တော့အားနာစရာလည်းမလိုဘူးလေ။ညိမ့်အတွက်အခုလိုအကူအညီခွင့်ရတာကိုပဲကျွန်တော်အနေနဲ့ဝမ်းသာရပါသေးတယ်။ကဲပြောလေဘာအကူအညီရမလဲလို့ဥတည်အောင်စေရနာကိုအယုဂံအတိုင်းဖွင့်ပြလိုက်တော့လေညိမ့်ကရုတ်ရက်ပြော၍မထွက်နိုင်တော့ချီ။ ငိမ့်လိုခြင်းသောအကူအညီမျိုးမှာတံပြော၍ရသောကိစ္စမျိုးမဟုတ်ချေအလုံးလိပ်ပတ်လေအောင်ရှင်းပြရန်လိုအုံးမည်ငိမ့်အလုံးကို ရှင်းပြရသည် အမှန်ကတော့တနည်းငိမ့်ဟာဥတင်အောင်ရဲ့ဆန္ဒကိုလက်ခံသည်ဖြစ်စေလက်မခံနိုင်သည်ဖြစ်စေငိမ့်နှင့်ပတ်သက်လို့ဥတင်အောင်တည်တင်တာတွေဖွင့်ပြထားရလိမ့်မယ်ဒါမှငိမ့်ဟာဥတင်အောင်ကိုအမှန်တိုင်းမလိမ်မဲမညာပဲမကွယ်မဝက်ပဲဆက်ဆံရကြမယ်လေငိမ့်ကိုကျွန်တော်ယုံပါတယ် ။ရင်းရဲ့ရိုသားမှုဖြူစင်မှုကိုကျွန်တော်နည်းနည်းမှတန်တရားမရှိပါဘူး။မဟုတ်သေးဘူးဥတင်အောင်။ဒီကိစ္စမျိုးကိုအလိုတကူပြောလို့မရဘူး။ညင်းကိုရိုးတယ်လို့ဥတင်အောင်ထင်နေတာကညင်းဆန်းပြတာမတွေ့ရသေးလို့ထင်နေတာ။တကယ်လို့ညင်းဆန်းပြနေတာကိုမမျှော်လင့်ပဲကြားတရားသိရလို့ရှိရင်ဥတင်အောင်စီထဲမှာပြောလို့နေမလဲ။ပို့ပြီးအထင်သေးသွားမယ်လေ။ဒီတော့ကျမနဲ့ပတ်သက်ပြီးဥတင်အောင်တည်တည်တိတ်တိုက်တာကိုဖွင့်ပြထားဖို့လိုမယ်လို့ညှိနှိုင်းတယ်လေ အဲ့ဒီလိုဖွင့်ပြထားပြီးတဲ့နောက်ဥတင်အောင်စိတ်မပြတ်သေးဘူးဆိုရင်လေစောင့်ကျင်လေစောင့်ဦးပေါ့စိတ်ပြည့်လို့နောက်ဆုတ်ချင်လေဆုတ်ပေါ့ဒီလိုမပြောရနဲ့ငင်းရကျွန်တော်ဘက်ကငင်းကိုနောက်ဆုတ်ဖို့ဆိုတာများဘယ်တော့မှမတွေးခဲ့ဘူးငင်းကကျွန်တော်ကိုပယ်မချမချင်းကျွန်တော်နောက်မဆုတ်ဘူးဂုံဂုံပြောမယ်ကျွန်တော်ကိုပယ်ချပြီးတဲ့နောက်တော့ကျွန်တော်အားမလျှော့သေးဘူးစောင့်နေဦးမှာပဲငင်းဟာတယောက်ယောက်လက်ထဲမရောက်သေးသေးများကျွန်တော်ငင်းကိုနောက်မဆုတ်ဘူးကျွန်တော်ဒီအတိုင်းဆုံးဖြတ်ထားပါတယ်ဟုတ်တယ်အောင်ဒီ သူစေရင်ကိုပုံမလင်းလင်းပြောင်းနေကြောင်းကိုလည်းငင်းကယုံကြည်ပြီးဖြစ်သည် အမှန်တော့ဥဒင်အောင်နေရာကကြည်လင်ဤဇတ်တွင်ဥဒင်အောင်သည် အလွန်တနာစရာကောင်းသောအခမ်းမှဘာဝင်ကပြနေရသည်မဟုတ်ပါလောဤဒီကိုတွေ့မိရင်ဥဒင်အောင်ကိုတနာမိသည်ထားပါတော့လေဒါကတော့ဥဒင်အောင်ဘက်ကသဘောထားပေါ့ငင်းဥဒင်အောင်ကိုမညာခြင်းဘူးအယူလုပ်တဲ့အဖြစ်ရောက်မှလည်းစိုးတယ်လေငင်းပြောခဲ့ဘူးတယ်မဟုတ်လား ဥတင်အောင်ကိုချစ်သူတယောက်အနေနဲ့လက်မခံနိုင်ပေမဲ့မရင်းဆွေရင်အကိုရင်းတယောက်လို့ခင်မင်းနဲ့ယုံကြည်တယ်လေ။ဒါကြောင့်လည်းညှိလာခဲ့တာပဲ။ပထမဆုံးဥတင်အောင်တိထားဖို့ကညှိမှချစ်သူရှိတယ်။ဂျာဥတင်အောင်ပါဇတ်မရောင်ရမ်း၍ထွက်သွားသည်။မမျော်လင့်သောစကားကိုကြားရသဖြင့်လည်းနားနှင့်ဆက်ဆက်ကြားနေရပါလျက်နှင့်မယုံနိုင်အောင်ရှိတော်သည်။ညင်းကမသူ့နှုတ်ခမ်းကလေးကိုမတိမသာကပ်၍ထားလိုက်မိသည်။ ငိုကျင်သောစိတ်ကိုလည်းအတတ်နိုင်ဆုံးထိန်း၍ထားရသည်ချစ်သူရှိသည့်အကြောင်းဖွင့်ပြရသော်လည်းကိုချစ်ရတဲ့သူကကံမွဲသူမို့နာမည်တောင်ထုတ်ပြောရန်ခက်ခဲနေရသည်ဘဝမျက်နာငယ်လာသည့်ချစ်သူအတွက်တွေ့ရင်ရင်နာရသည်အသည်ဆက်ဆက်ခါရသည်အချစ်ဆိုတာစောင့်ကြဲသားကလားဥတင်အောင်တခါတလေအမှတ်မတင်တဲ့အရာကလေးကနှလုံးသားကိုလွှမ်းမိုးနိုင်ခြင်းရှိတယ်ကျမတို့ရဲ့ကံကြမ္မာကိုအုံနှုတ်နဲ့မဖန်တီးနိုင်တဲ့အခါရှိသလိုကျမတို့မှာအစင်းစားညာမရှိပေမဲ့ ျမတို့ရဲ့အချစ်ကိုကျမတို့ရဲ့အုံနှောက်နဲ့မဆုံးဖြတ်နိုင်ဘူး။နှလုံးသားကလိုလားရာကိုလက်ရတဲ့အကာတွေလည်းရှိတယ်။ညှင်းချရတဲ့သူဟာဘယ်သူလဲလို့မေးရင်အမှန်ကဖွင့်ပြောဝင်စရာမရှိပါဘူး။လူတိုင်းအံ့ဩမယ်။မိမိတို့ကိုကိုယ်တို့သိရင်ရင်ကျုံးမတက်ခံစားကြရလိမ့်မယ်။ဒါပေမဲ့မတက်နိုင်ဘူးဥနေအောင်။လူတယောက်ဟာပညာဥစ္စာအကျင့်သိက္ခာစိတ်သမောတာအဖက်ဖက်ကပြည့်စုံတယ်။အဲ့ဒီလူကိုချစ်တဲ့နဲ့ရွေးချယ်တဲ့နဲ့ဒါကကျမတို့ရဲ့အစင်းစားညာကပေါ်လာတဲ့အသည့်ကို ဒါပေမဲ့အဲ့ဒီလိုအဖက်ဖက်ကပြည်စုံတဲ့လူမှချစ်ကြသလားလို့မေးရင်ကျမတို့ဘယ်လိုဖြေမလဲရှင်းနေတယ်လောကမှာပြည်စုံတဲ့ယောက်ျားပြည်စုံတဲ့သူဆိုတာအနည်းသားပဲကျမတို့ထင်တာလောက်ပဲရှိတာထားပါတော့လေအဲ့ဒီလိုပြည်စုံတဲ့ယောက်ျားတစ်ယောက်ကိုမှမိမတစ်ယောက်ကချစ်တဲ့နေဆိုရင်လောကကြီးဟာတရားပါအောင်မလားအဲ့ဒီလိုပြည်စုံတဲ့ယောက်ျားတစ်ယောက်တွေချစ်ကြမဲ့မိမတွေလေးတွေဝိုင်းဝိုင်းလည်နေတယ်လို့မပြည်စုံတဲ့ယောက်ျားတစ်ယောက်မှချစ်မဲ့သူမရှိပဲနေရတော့မှာမို့ ညင်သည်စကားကိုခဏမြဖြတ်ထားလိုက်ပြီလျင်အရေးလက်နေသောသူမျက်လုံးကိုအပေါ်လှန်၍တဖြက်ဖြက်မျက်တောင်ခတ်လိုက်သည်ပြောရင်နာကြည့်လာသောစိတ်ကိုခဏမြအနာယူ၍ဖြေဖြောင်းလိုက်သည်ဤမှအနာယူ၍သူစကားကိုသူဆက်လိုက်ပြန်သည်ကဲတစ်ဖက်ကပြန်တွေးကြည့်ရအောင်လောကမှာအဖက်ဖက်ကချွတ်တဲ့လူတစ်ယောက်ရှိတယ်ဘဝကံကံလေးမွေးလူဘဝရဲ့ကြီးမြင့်မှုဆိုတာစူးစမ်းဖို့အခွင့်အရေးတောင်မရှိဘူး အဲ့ဒီလိုလူမျိုးတယောက်ကိုတည်ငြိမ်တဲ့အုံနောက်နဲ့သာစဉ်းစားကြမယ်ဆိုရင်ဘယ်မင်းကလေးမှအချိကြမယ်မဟုတ်ဘူး။ဒါပေမဲ့ငြင်းချရတဲ့သူဟာအဲ့ဒီလိုအဖက်ဖက်က လုံချပြီးကံမွဲတဲ့လူစင်းရဲ့တယောက်ကိုငြင်းချမိတယ်။အများတွေးသလိုတွေးရင်တော့တရားလွင်လို့တနာကျင်တယ်လေပြောနိုင်တယ်။နီးစပ်လွင်လို့ဖြစ်တယ်လို့လည်းပြောနိုင်တယ်။ဒါပေမဲ့ငြင်းတော်ဒီလိုမတွေးဘူး။ကိုယ့်ဘက်ကဆွန့်လွတ်ပြီးချစ်သူတယောက်ကိုမွေမြတ်တဲ့မြစ်တာနဲ့ချစ်တာပဲလို့ယူဆတယ်။ဥဒင်အောင်စဉ်းစားကြည့်လေ။ ပြည်စုံတဲ့လူတယောက်ကိုရွေးချယ်နေဆိုတာကကိုယ့်ဘက်ကအနှစ်နာမခံချင်တဲ့သဘောတွေပါတယ်အရှုံးကြီးအတွက်တာတွေပါတယ်လေဒီလိုဟာမျိုးကိုချိရတဲ့တွင်မိဘမောင်မောင်အလယ်မှာလည်းတင့်တယ်တယ်ကိုမှလည်းစိတ်ချမ်းသာတယ်လေဂုံတက်တယ်ဒါရီမျော်ကုတ်ကြီးယောက်ျားတယောက်ကိုရွေးရင်ချိရင်ဒီလိုရွေးနီးချင်းနီးမျိုးဟာတန်ရှင်းတယ်လို့ဆိုနိုင်ပါမလားငွေမြတ်တယ်လို့ရောပြောနိုင်ပါမလားညင်းရဲ့ယူဆတွေဟာတိတ်ပြင်းထန်လွန်းတယ် လောကကြီးမှာလူတွေဟာချမ်းသာဒုက္ခကလေးရဖို့အတွက်ကြိုးစားလုပ်ကိုင်နေရတယ်မဟုတ်လားချမ်းသာဒုက္ခဆိုတာလူတိုင်းလိုချင်ရတဲ့အရာပဲဒီတော့ကိုချမ်းသာမှုအတွက်လုပ်တဲ့အလုပ်မှန်သမျှဟာလေသူများအကျိုးကိုမဆုံးရှုံးစေရင်တရားတယ်လို့ဆိုရမှာပဲဥတ္တရာကစောရင်ဟန်ဖြင့်ငိမ့်စကားကိုဝင်၍ထောက်လိုက်သည်ငိမ့်ကမချီပြုံးကလေးပြုံးလိုက်ရင်နဖူးပြင်တွင်စွန့်နေသောချွေးပေါကလေးများကိုလက်ကင်ပေါ်အဖြစ်တုပ်လိုက်သည်ဒါဖြင့်လောကကြီးမှာ ကိုကျိုးရှာတဲ့အလုပ်ဟာတရားတွေမှန်ကန်တယ်လို့ဆိုမလားကိုကျိုးဆွလွတ်တဲ့အလုပ်ဟာမိမ့်မဲတယ်လို့ဆိုမလားဦးတင်အောင်ဒီအဖြစ်မပြနိုင်မဲငေး၍နေတော့သည်ငင်းကသူ့ကိုအထင်သေးသွားမည်လဲစိုးရင်သည်ငင်းအထင်မသေးအောင်ဖြေပြန်ရင်လဲငင်းအယူဆကိုထောက်ခံရရောက်နေအောင်မည်ငင်းအယူဆကိုလည်းဦးတင်အောင်ကဘယ်နည်းနဲ့မှမထောက်ခံနိုင်ချေအယူအဆတစ်ခုကိုနေရာတိုင်းမှာကျင့်သုံးပြီးမှန်တယ်လို့မဖြေနိုင်ဘူးထင်တယ် ကာလရေတာမယောဂအလုံးကြည့်ပြီးမှဆုံးဖြတ်တင်တယ်လို့ကျွန်တော်ထင်တယ်။ထားပါတော့ဒီနေရာမှာမှားရင်မှန်နဲ့ဆုံးဖြတ်ဖို့မဟုတ်ပါဘူး။မှားခြင်းလည်းမှားမယ်မှန်ခြင်းလည်းမှန်မယ်။ဒါပေမဲ့ညှင်းယူစားတဲ့အတိုင်းပဲပြုတ်ပြစီ။အဖက်ဖက်ကမပြည့်စုံတဲ့လူတယောက်ချွတ်တဲ့တဲ့လူတယောက်ကိုညှင်းအမိုက်ခံပြီးချစ်ခဲ့တယ်။ချစ်ခဲ့တော့ကတော့စေရနာတက်တက်ပဲကို့အတွက်မပါဘူး။သူ့အတွက်စေရနာကရုဏာနဲ့ချစ်ခဲ့တယ်လေ။ညှင်းအတွက် သူ့ဘဝမနစ်မွန်းစေခြင်းဘူး။ ညင်အတွက်သူ့မှာဒုက္ခမရောက်စေခြင်းမူလီဒီလိုစေတနာတန်တန်နဲ့ချစ်ခဲ့တာပဲဒါပေမဲ့ညင်စေတနာဟာဝိရဏပြင်းမမသည့်ဖြစ်လာခဲ့ရတယ်တကယ်တမ်းကျတော့ညင်တက်တိမရှိဘူးညင်အတွက်ညင်စွန်စားရဲပြီမဲ့ပြိပတ်ဝင်ခြင်းအတွက်ငဲ့ရသေးတယ်မိမိစိတ်မချမ်းသာတဲ့အလို့တစ်ခုကိုလှုပ်ဖို့ဆိုတာညင်စိတ်ကူးလို့တော့မရဘူးဒီတော့တယောက်နဲ့အများတွေအများဘက်ကိုလိုက်ဖို့ညင်ဆုံးဖြတ်လိုက်တယ်ညင်ရတန်ကတုံရင်လိုက်လဲရွေနေတော့လဲမျက်နာကတင်းငိမ့်လာသည် ဆုံးပြချက်တစ်ခုကိုခိုင်ခိုင်မာမာခြားရာပြေကြောင်းထင်ရှားလာသည်ငြိမ့်စကားကြောင့်ဥတင်အောင်မှာအားတက်သလိုရှိတော်လဲခိုင်လုံအောင်ထပ်၍မေးကျင်သည်စိတ်ထဲမှာရှိသည့်အတိုင်းမေးလိုက်၍ငြိမ့်တမျိုးတမျိုးထင်သွားမည်ကိုဆိုရသေးသည် အထူးသဖြင့်ငြိမ့်ပြောင်းနေသောသူကိုဥတင်အောင်သိလိုလာသည်မေးလဲမမေးရဲ့ငြိမ့်စကားကိုကျွန်တော်မရှင်းလို့မေးပါရစေခုကိစ္စမှာကျွန်တော်ကဘယ်လိုကူညီရမလဲဆိုတာသိပါရစေ ဥဒေဟောင်းမေလိုဒီကိုမမေ့ရသဖြင့်စကားလွှဲ၍မေးလိုက်သည်။ညင်သည်အပြင်သို့ငေးမြော်ကြည့်နေရင်းမှဥဒေဟောင်းထံမှဂရိတခုထပ်၍တောင်းလိုက်သည်။ခုကျမပြောမည့်စကားကိုတော့ဥဒေဟောင်းကလွှဲရင်တခြားဘယ်သူကမှမပေါက်ကြားစေချင်ဘူး။ဒါတခုတော့ဂရိပေးစေချင်တယ်။စိတ်ချပါညင်ရ။ကျွန်တော်ဘယ်သူကမှမပြောပါဘူး။ဂရိတီပါတယ်။ဒါပေမဲ့ဘီရာတယောက်များမိခဲ့ရင်ကျမနဲ့ဥတင်အောင်ဟာလက်ကပ်ဖို့သဘောတူပြီဆိုတာပြောစီခြင်းလေဘီရာ ညင်ပြောသမျှဇာကားများသည်ဥတင်အောင်အတွက်အထူးအဆန်းကြီးဖြစ်နေတော့သည်အထင်နှင့်အမြင်မှလည်းလွဲ၍လဲ၍နေတတ်သည်ညင်ဇာကားအစပိုင်း၌သူစန္ဒကိုညင်လျော်တော့မည်ဟုတွေးထင်ကားဝန်တာခဲ့ပြန်သည်နောက်တစ်ပတ်ညင်ကိုကိုညီရမည်ဆိုတော့လဲတခြားအကူညီမျိုးသာဟုတွေးထင်မိခဲ့သည်နောက်ညင်၌ချစ်သူရှိသည်ဆိုပြန်တော့လဲအံဩရပြန်သည်ညင်၏ချစ်သူသည်အစဉ်အတန်းတူညီသည့်အထက်မှမဟုတ်ဟုပြောပြန်တော့လဲပို၍အံဩရပြန်သည် ယခုတပံငိမ့်ကသူ့ချစ်သူသည်ဗေရာဟုဖွင့်၍ပြောလိုက်သောအခါမစင်စားတဲ့အောင်မင်းရှိတော့သည်ငိမ့်ကမူအင်ဒြေမပြတ်ပင်သူ့စကားကိုသူဆက်လိုက်သည်ဟုတ်တယ်ဦးနေအောင် မအောင်နေတော့ပြီးတာပဲဒီကလေးကိုကျွန်မတန်ရုံးစင်တွင်မိတယ်ဒါပေမဲ့ခုတော့ကျွန်မတန်ရုံးစင်ဟာသူ့ကိုပို့ပြီးဒုက္ခပေးသူလို့ဖြစ်နေပြီဒီဖြစ်တော့ကျွန်မအယုံမခံနိုင်ဘူးဒီတော့ကျွန်မသူ့ကိုခွဲတဲ့နီရှာကြည့်တယ်တခြားနေမရှိဘူး ။သူကျမပေါ်စိတ်နာသွားမှတန်ရုံးစင်ပြကြတော့မှာပဲ။အဲ့ဒီတော့ဥတင်အောင်ကဒီကိစ္စကိုကူညီစေခြင်းနဲ့ဥတင်အောင်ဒီခုထက်ဒိုင်မန်တို့ကကူညီရမည့်ကိစ္စကိုသဘောမပေါက်သေးချေ။ငိမ့်စကားများကိုနားထောင်ရင်ဥနောက်ပင်ခြားခြားလည်နေသည်ဟုထင်မိတော့သည်။ကျွန်တော်ဘယ်လိုကူညီရမယ်ဆိုတာကိုသာပြောပါ။ငိမ့်စိတ်ချမ်းသာမဲ့အလို့ဆိုရင်ကျွန်တော်ဘာပဲလုပ်ပေးရလုပ်ပေးရအသင့်ရှိပါတယ်။ငိမ့်ပြောတာကိုဥတင်အောင်သမမပေါ့ဟုတ်တင်နေ တကယ်လို့ဘီနာကဥတ္တရောင်ကိုလာမေးရင်ရင်းနဲ့ဥတ္တရောင်ဆစ်ဆက်ပြီးပြီလို့ပြောပြီးပါဒါဟာရင်းရဲ့ဒုက္ခတစ်ခုကိုကုညီတာနဲ့အတူတူပါပဲဒီစကားကိုကျွန်တော်ကလိမ့်ပြီးပြောရမှာလားဥတ္တရောင်ဒီသူလိုချင်သောဖြေကိုတွယ်ဝဲ၍မေးလိုက်သည်ဒါကိုလည်းငင်းကရိတ်မေးလိုက်သည်ဖြင့်မတိမသာပြုံးလိုက်မိသည်ဥတ္တရောင်လိုချင်တဲ့ဖြေကိုခုမပြီးပြရစီနေဦးဥတ္တရောင်ကိုယ်တိုင်လည်းစဉ်းစားဖို့လိုပါလိမ့်ဦးမယ်ကျမဟာဥတ္တရောင်တင်တယ်လို့မဟုတ်တော့ဘူးလေချစ်သူရှိတဲ့မိမတရားဖြစ်နေပြီမဟုတ်လား ကျွန်တော်ဘက်ကတော့အထုမေးစရာမလိုပါဘူးငင်းရငင်းကသာကျင့်နေမယ်ဆိုရင်အမြဲတမ်းဝမ်းသာရမယ်သူပါငင်းပေါ်မှာသာအများကြီးတည်ပါတယ်လေတီလိုလေးလွယ်လွယ်မပြောနဲ့ဥတင်အောင်နောက်ကြမှာဒါနဲ့ပတ်သက်ပြီးအခွင့်မလွတ်နိုင်ဘူးဆိုရင်နှစ်ယောက်စလုံးစိတ်ဆင်းရရမယ်ကျမကချုံရင်းကျင်လည်းရှိတယ်မိမသားလေးဖြစ်တယ်ဆိုတော့ပူပြီးစိတ်ဆင်းရရမယ်တည်တည်ကြကြစဉ်းစားဖို့လိုလိမ့်မယ်နော်ဥတင်အောင်ဒီစီကရက်ကိုရှက်ရွေ့ရှက်ရွေ့ဖွာရင်မြည်တို့အဖြေပေးရမြည်ကိုစဉ်းစားနေမိသည် ကိုမြန်လို့ချစ်ခင်မိသူ၌ကိုအရင်ချစ်တဲ့သူရှိနေသည်ကို သိရသဖြင့်ယင်လည်းတွင် နာမိတော်လဲအပြစ်ယူ၍ကမရပေချစ်သည့်စိတ်ကလည်းရောပား၍မသွားတနာသည့်စိတ်ကပင်ပို၍လာသည်ထို့ကြောင့်လဲငိမ့်ကစဉ်းစားရန်ပြော့တော်လဲဥတင်အောင်အတွက်ကစဉ်းစားရန်လုံးလုံးမလိုတော့ချေငိမ့်ပြောသောစကားများကြောင့်ဥတင်အောင်ဤမူလဆုံးဖြတ်ချက်ကိုနှံတစေမြပင်ပြောင်းလဲခြင်းမရှိပေကျွန်တော်စဉ်းစားပါတယ်ငိမ့်ရဲ့ ညီမကျွန်တော်အရင်ချစ်ရမဲ့သူတွေ့တဲ့အတွက်တော့ဝမ်းနဲ့မိတာမှန်ပဲအစင်မပြေနိုင်တဲ့ချစ်ကိုမှချစ်မိတဲ့ညီအတွက်လည်းသနာမိတာမှန်ပဲဒါပေမဲ့အဲ့ဒီအတွက်ကြောင့်ဖြင့်ကျွန်တော်စိတ်ဟာနည်းနည်းမှမပြောင်းလဲရုပ်အမှန်ပါပဲအစင်မပြေနိုင်တဲ့ချစ်ကိုမှချစ်မိတဲ့ညီအတွက်လည်းသနာမိတာမှန်ပါပဲစဉ်းစားဖို့လိုမယ်ဆိုရင်ညီဘက်ကသာလိုပါလိမ့်မယ်ကျွန်တော်ဘက်ကတော့ဘာမှမလိုတော့ပါဘူးညီသည်အိမ်နေတော့ကော်ဖီကိုတကြိုက်တည်းနဲ့မော့၍တောက်လိုက်သည် ဤမှလက်ကံဘဝစားကလေးဖြင့်သူ့နှုတ်ခမ်းကလေးကိုတုပ်လိုက်သည်ဥဒင်အောင်ကငိမ့်ဓမ္မအပြေကိုစောင့်မျှော်နေတော်လဲထပ်၍မပြောရဲငိမ့်ကိုယ်တိုင်ကလည်းမဝေခွဲနိုင်သေးချေစိတ်ထက်တွင်ရှိသည့်အတိုင်းပြောရန်သင်မသင်ကိုမစင်စားရအောင်ရှိတော်သည်ဥဒင်အောင်သည်မအောင်နိုင်တော့ချေအခွင့်ကြုံတော့ကျွန်တော်ပြောပြရစီလောတယ်လို့တော့မအောင်မိပါနဲ့နောက်တစ်ချိန်ငိမ့်ကိုဒီစကားမျိုးပြောဖို့ကျွန်တော်မှ အတော်ကိုဝင်လေးပါတယ်ကိုယ်စိတ်ကိုအများကြီးအရေးစွန်ပြီးမှပြောရမှာပါ ဒီတော့ငိမ့်ဆုံးဖြတ်နိုင်မယ်ဆိုရင်အခုပဲဆုံးဖြတ်သွားပါလားငိမ့်ရယ်ကျမဥတီအောင်ကိုသိအားနာပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီကိစ္စမျိုးနောက်ထပ်မစဉ်းစားခြင်းတော့အောင် ကျမစိတ်ထိခိုက်နေတာအမှန်ပါပဲဒါပေမဲ့ဥတီအောင်ကျင်နဲ့အောင်ကျမစကားကုန်ပြောခင်မယ်ကျမအင်တာဗျူးကိုဆုံးဖြတ်တဲ့အချိန်ဟာဥတီအောင်လိုချင်တဲ့အဖြေကိုပြပြသားဖြစ်မဲ့အချိန်ပါပဲဥတီအောင်ပြင်တခြားရွေးချယ်စရာ ပေါ်လာဖို့အကြောင်းလည်းမရှိပါဘူးတန်တရားကများ အစမ်းတကယ်စီမံလာရင်တော့လေမပြောတတ်ပါဘူးပေါ့လေဘုဒ္ဓယောင်သည်မတွေ့နိုင်မမျိုးနိုင်သည့်မျက်နာကြီးဖြင့်ငြိမ်ကိုကြည့်နေမိသည်ငြိမ်ဤပြေသည်သူ့အတွက်ဘဝံကြနိုင်စရာအကြောင်းမရှိချေသို့သောငြိမ်ကစကားကုန်ပြောတာပြန်တော့ဆက်၍ပြောရန်မသင့်တော်တော့ချေငြိမ်ကိုအနှောက်အယှက်ထပ်၍ပေးရသည့်အဖြစ်မျိုးကိုလည်းအယောက်မခံနိုင်အမှန်တော့ငြိမ်စိတ်ချမ်းသာမှုကိုဘေးနိုင်သူတယောက်နေဖြင့်သာရက်တီလိုသည်ကျွန်တော်ငြိမ်ကိုအနှောက်အယှက်မပေးလိုပါဘူး ငိမ့်စိတ်ချမ်းသာမယ်နီးနဲ့သာဆုံးဖြတ်ပါကျွန်တော်စေရနာမန်ကိုပြောရမယ်ဆိုရင်ငိမ့်ရဲ့စိတ်ချမ်းသာမှုကိုကျွန်တော်ဖြည့်ဆွမ်းခြင်းလေငိမ့်ခံစားနေရတဲ့ဝေဒနာတွေကိုဖြည့်ဖြောက်နှစ်သိမ့်ခြင်းလေဒီစေရနာနဲ့အခွင့်များရရင်ငိမ့်ကိုကျွန်တော်အမြန်ဆုံးလက်ထပ်ခြင်းလေဒါပေမဲ့အခုလိုစိတ်ထိတ်ခိုက်နေတဲ့အချိန်မျိုးမှာကျွန်တော်ကထပ်ပြီးဒုက္ခပေးသလိုဖြစ်မှလည်းသိဆိုးတယ်ကျွန်တော်စေရနာကိုအမှန်တမ်းသိအောင်ပြောပေမဲ့ငိမ့်ကိုကျွန်တော်အတင်းလောတာမဟုတ်ပါဘူးဒုက္ခထပ်ပေးတာလည်းမဟုတ်ပါဘူး ငြိမ်ဆုံးပြနိုင်တဲ့အထိအဲ့ဒီအချင်းတီကိုစောင့်ဖို့ကျွန်တော်အသင့်ပါပဲဟိုတရားလေးရင်လွှဲမှလိုက်လိုက်လဲလဲထွက်ပေါ်လာသောအတန်ကြီးဖြင့်တလုံးချင်းပြောလိုက်လေသည်ငြိမ်ကဟိုတရားကိုပင်သနာကျင်နာသည့်မျက်လုံးများဖြင့်တွေ့တွေ့ကြီးစိုက်ကြည့်နေသည်သူကိုယ်သူပင်စိတ်ဆိုးရမလို့ခံစားလာမိသည်သူဆုံးဖြတ်လောက်ကင်ပုံသည်ဟိုတင်အောင်ဘက်မှတရားရာကြမကြလဲတန်လျာစိတ်များဝင်၍လာလေသည်ကျမမတရားဘူးဥတင်အောင် ကျမဒုက္ခကိုဥတည်အောင်ကိုပြည့်တယ်လို့ဖြစ်နေပြီပြီးတော့လေဥတည်အောင်လိုချင်တဲ့အဖြေကိုကျမကမပြီးနိုင်တဲ့ဘဝကျမမတရားတော့ဘူးကျမသိတယ်ကျမကိုကျမသိနေတယ်ဥတည်အောင်ဘဝမှာ ကျမတစ်ဖက်သက်အနံ့ယူသလိုဖြစ်ကုန်ပြီ နေပါစီတော့ကျမပြောတာတွေလေတခုမှမလုပ်နိုင်တော့ကျမပြဿနာကိုကျမဖြေရှင်းမယ်။ညင်သည်နေရာမှထား၍ရန်ရန်ဟန်ပြင်လိုက်သည်။ဥတင်အောင်သည်ညင်ရှိမှစီကာ၍ရက်လိုက်သည်။ကျွန်တော် ဒီလိုလုံးလုံးမတွက်ပါဘူးငိမ့်စိတ်ချမ်းသာမှုကိုအတက်နိုင်ဆုံးဖြည့်ဆွမ်းနိုင်ရင်ကျွန်တော်ဝမ်းသာလာပါပြီတော်ပါတော့ဥတင်အောင်ငိမ့်စိတ်ပြီးနောက်ထောင်နိုင်တဲ့အစွမ်းမရှိတော့ဘူးငိမ့်အမြန်ဆုံးစဉ်းစားပြီးအဖြေပေးပါမယ်အတက်နိုင်ဆုံးမြန်နိုင်တဲ့လောက်မြန်အောင်ငိမ့်ဆုံးပြပေးပါမယ်ဒါလို့ဆိုရင်ငိမ့်ကိုကျင့်တတ်ပါတော့ဥတင်အောင်ရင်ကဲငိမ့်ပြန်မရစီတော့ငိမ့်ဒီပြောပြောဆိုဆိုတိုက်ခမ်းတွင်မှထွက်သည်ဥတင်အောင်ကနောက်မှလိုက်လာရင်ကာရကားကိုဖွင့်ပေးလိုက်သည် ကျွန်တော်ကျင်းနေပါတယ်အများကြီးကျင်းနေပါတယ်ငိမ့်စိတ်ချမ်းသာအောင်နေပါကံကြမ္မာဆိုတာအမြဲတမ်းတဖက်ထဲစောင်းပြီးတော့မနေပါဘူးဆိုးတဲ့လက်ရှိရင်ကောင်းတဲ့လက်လည်းကြုံရအောင်ပါပေါ့ကားကထွက်စပြုတ်လေပြီငိမ့်သည်ဥတင်အောင်ကိုပြုံး၍နှုတ်ဆက်လိုက်သည်ကျေးဇူးတင်ပါတယ်ဥတင်အောင်ဥတင်အောင်ငိမ့်သွားမယ်နော်ငိမ့်ဤကားကလေးသည်တဖြည်းဖြည်းထွက်၍သွားလေတော့သည် ဘုဒ္ဓံသည်ငြိမ်စီသွားသောကားကလေးကိုမျက်စိတစ်စုံပြောက်ွယ်သွားသည့်အထိကြည်ရင်ကြံရစ်ခဲ့လေသည်သို့ကြည်နေရင်မှငြိမ်ပြောသွားသောစကားကလေးများသည်သူ့နာရတွင်ဝဲပြန်၍လာလေတော့သည်ကျမစကားကုန်ပြောပါမယ်ကျမအိမ်ဆောင်ပြုမှုဆုံးဖြတ်တဲ့အချိန်ဟာဥတင်အောင်လူကျင်တဲ့အဖြစ်ကိုပြည်ပြည်သားဖြစ်မဲ့အချိန်ဆိုတာဥတင်အောင်ပြင်တခြားတွေးစရာပေါ်လာဖို့အကြောင်းလည်းမရှိပါဘူးတန်တရားကများအစမ်းတကယ်စီမံလာရင်တော့လေမပြောနိုင်ဘူးပေါ့လေ ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာအောင်လင်းဤဗေဒာနှင့်မောင်မမငိမ့်ဆိုတဲ့ဝိတ္ထစာအုပ်ကိုအပိုင်းဆက်နေနေဖြင့်ဆက်လက်ပတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟောကျွန်တော်တခုကြိုပြီးတော့ဟိုတောင်းမှမရစေပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီအပိုင်းပေါ့နော်ကျွန်တော်အပိုင်း90လောက်ကစပြီးတော့ဗောလေ30မှာတော့မိနစ်30နီးပါးဖြစ်ခဲ့တယ်ပေါ့နော်အော်ကျွန်တော်တပိုင်းချင်းဖြတ်ပေးနေတယ်ပေါ့လေတပိုင်းချင်းဖြတ်တဲ့ခါကျတော့ 26မိနစ်28မိနစ်လောက်နဲ့ပြီးသွားတာရှိတဲ့ခါကျတော့ကျွန်တော်လည်းဒေတာသမားတွေအားနာပြီးတော့ကျွန်တော်ဖြတ်လိုက်တာရှိပါတယ်တချို့ကြတော့လည်းနည်းနည်းတူလို့ရှိရင်လည်းတူရဲ့ duration နည်းနည်းလေးနည်းရင်လည်းမိနစ်30လောက်မပြည့်ရင်ပေါ့နော်အဲဒီအားမလို့အားမရဖြစ်တာမျိုးလည်းရှိတာပေါ့လေသို့တော့ကြောင့်အော်ကျွန်တော်နောက်စာအုပ်ညမှာတော့ဒီမိနစ်30အထက်ကိုရအောင်အော်ကျွန်တော်စူးစမ်းပြီးတော့လည်းဖတ်ပေးမယ်ပေါ့နော်ကျွန်တော်တော့ဖတ်ရတော့တိတ်တော့ခက်ခဲတော့မရှိပါဘူးပေါ့နော်ဒီလိုမျိုး ချိန်ကြောင်ဖတ်တာသိခက်ခဲမရှိဘူးသို့တော့ကျွန်တော်ကဒီအပိုင်းအဲကျွန်တော်တို့ဒီ data သမားတွေအတွက်ကိုကျွန်တော်စဉ်းစားပြီးတော့ကဲငါလည်းဒီပိုင်းချင်းပဲဖြတ်လိုက်တော့မယ်ဆိုတဲ့ပုံစံနဲ့ဖြတ်ချလိုက်တာပေါ့လေတကယ်တော့အခုဒီကျွန်တော်အပိုင်း၁၂ဆိုပြီးတော့ဖတ်ပြတဲ့ဟာကအခန်း၁၀ပဲရှိပါသေးတယ်ဆိုတော့အနောက်ပိုင်းနောက်နောက်စာအုပ်ပေါ့နော်နောက်ပိုင်းပေါ့နောက်စာအုပ်တွေကြာမှာပဲကျွန်တော်အမီနစ်30 35ပတ်ချလိုက်တော့ကိုကျွန်တော် ဖတ်ပြီးမယ်ပေါ့နော်။နည်းနည်းတိုးတဲ့ခါကျတော့လည်းပေါ့နော်။စာဖတ်ချင်နည်းနည်းလေးတိုးတဲ့ခါကျတော့လည်းတချို့ကြလည်းအမလို့အမရဖြစ်တာပေါ့လေ။ဒါကိုလည်းကျွန်တော်နားလည်ပါတယ်။တို့ရောကြောင့်ဒါကိုလည်းကျွန်တော်ကိုနားလည်ပြီးပါလို့အဲကျွန်တော်မြစ်တာရခန်တောင်းပန်လိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်နေတူအဆုံးထိလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာ။ကျွန်တော်တို့အားလုံးအပိုင်း73မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။အားလုံးကျမ်းမာပေးကင်းကြပါစေ။ကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ။